ါတွေကဝိတ်လည်းမတက် Hello ဒီနေ့စာပြမှာတော့ဟော်ဒီက၅ဦးရင်ကြီးလို့လည်းခေါ်တယ်နောက်တစ်မျိုးကတော့စပစ်တော်ရင်နဲ့တူတဲ့ရင်ကြီးပေါ့နော်တချို့ကတော့ secret လို့လည်းခေါ်ကြတယ်ရှင်သူ့ကိုပုံမှန်ဆိုရင်ဒီလက်လက်ဆက်ဆက်ရှာဝယ်စားလို့လည်းရတယ်နောက်တစ်မျိုးကခုလိုမျိုးအထုပ်လေးနေတော့ပေါ့နော်ဝယ်ပြီးတော့ကိုယ့်အိမ်မှာကိုပြန်လှုပ်စားလို့ရပါတယ်ရှင် 30မိနစ်လောက်ရေစိမ်ထားတဲ့ secret တွေဖောင်ပွားလာပြီဆိုရင်အငံတက်ပြောင်းအ ਨੇ စုံ3-4ပြန်လောက်စေးပေးရပါမယ်ပေါ့နော်ပြီးကမှရေတသန့်လေးထဲကိုရေခဲလေးတွေထပ်အုပ်ပြီးတော့3မိနစ်လောက်စိမ်ပြီးဝိုင်းရင်တော့ဆယ်ပြီးတော့စားလို့ရပါပြီရှင်လေးစားကြည့်မယ်နော်စားကြပါဦးရှင့် ဒီတိုင်းစားတဲ့ခါကျတော့လေငနေလည်းရင်ကြီးအနံ့နေပေါ့နော်ရတယ်နောက်ပြည့်ရနဲ့အရသာတော့ဗာအရသာမှမရှိဘူးပေါ့ပေါ့လေးခပ်ပေါ့ပေါ့လေးပြီးရနဲ့ကျွတ်လေးဖြစ်ပြီးတော့နောက်တစ်မျိုးနည်းနည်းခက်ချွဲချွဲလေးပေါ့နော်ဘလို့မပြောရုံးပတိတီချွဲတလို့မျိုးပေါ့နော်အထဲကနေပလိပလိပလိအဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့မဆိုဘူးဒါပေမဲ့စိတ်ရွှွှင်ရွှင်အနမ်းမကြိုက်တဲ့သူဆိုရင်တော့နည်းနည်းလေးစားရခက်မလားမသိဘူးပေါ့နော်တချို့ရည်ညိတွေမကြိုက်ကြဘူးဆိုတော့လေအဲ့ဒါလေးကို seafood ချင်းနဲ့စားမယ် ือซีฟู้ดချင်းတွေနဲ့တိုးလိုက်တာခါကျရင်လုံးဝအညီတည်းမရှိတော့ဘူးအင်းကောင်းတယ်အငြင်းတက်လေးခပ်ပပါလေးပါ ဒါတွေကဝိတ်လည်းမတက်ဘူးเนาะသူစားရတာကလု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 နော်อืมဒီတိုင်းလေးနဲ့တော့စားကြည့်မှာအဆိုင်ဆိုင်လုံးနဲ့စိတ်ရွှေ့နဲ့လည်းပါတယ်ခုလိုမျိုး sauce နဲ့ဆိုင်တော့ is even โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်တစဉ်ကတော့ဒီနေ့မှာစားစရာနည်းနည်းလေးလူတိနည်းနည်းခက်ဆဆန်းလေးဖြစ်တဲ့စားစရာလေးကိုစားပြပေးလိုက်တာပဲဖြစ်ပါတယ်ရှင့်ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိရှိပြကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုကျမပဲပြန်လဲဆုံတွေ့ပါမယ်အားလုံးပဲတတ